ဖုံဖုံတစ်ခုမေးမယ်ကောင်းမှုတစ်ခုပြုရင်အဲ့ကောင်းမှုကုသိုလ်ရတယ်မရဘူးဆိုတာဘယ်သူကတရားစီရင်ပေးပြီးဘယ်ကိုသွားရမယ်မသွားရဘူးဆိုတာဘယ်သူကစီရင်ချက်ချတာလဲဘုရားတရားပြမာနဲ့တဲ့ဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာနော်မတ်ပိုင်ရှင်ကိုဦးစင်တစ်ခုမေးမယ်မတ်ပိုင်ရှင်မိကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲ။ပူတဲ့အရသာခံစားရမယ်။ ရေကိုကင်ရင်ဘယ်လိုအရသာ ခံစားရမလဲအေးတဲ့အရသာခံစားရမယ်အဲ့ဒီပူတဲ့အရသာအေးတဲ့အရသာကိုဘသူကလာပေးတယ်ပြောမလဲမင်းကတော့မိကိုကင်တဲ့အတွက်ကြောင့်ပူစေကွာမင်းကတော့ရေကိုကင်တဲ့အတွက်ကြောင့်အေးစေကွာဆိုပြီးဘသူကလာပြီးတော့တရားစီရင်ချက်ချဆုံးဖြတ်ပေးတာလေဘသူကမှလာပေးတာမဟုတ်ဘူးဘသူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာပူတဲ့အကျိုးဖြစ်တယ်ဆိုတာဟာ မိကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာအေးတဲ့အကျိုးတရားဖြစ်တာဟာရေကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာနော်အဲ့ဒီဥပမာအတိုင်းပဲကုသိုလ်ရဲ့အကျိုးခံစားရတယ်ဆိုတာဟာကုသိုလ်တည်းဟူသောအကြောင်းတရားကိုလှုပ်လို့ခံစားရတာဖြစ်တယ်အဲ့ဒီအကျိုးတရားကိုကြည့်ပြီးအကြောင်းတရားကိုမရှာတတ်တဲ့အခါမှာတချို့ကတကူရှင်ကပဲပေးတယ်လို့လို့ကေတင်ရှင်ကပဲပေးတယ်လို့လို့ထင်သွားကြတာနော်ဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားရတာဟာဘယ်သူကမှလာပေးတာမဟုတ်ပါဘူးမိကိုယ်ကရင် ပူတဲ့အကျိုးတရားခံစားရတယ်လို့ရေကိုကင်ရင်အေးတဲ့အကျိုးတရားခံစားရတယ်လို့ကုသိုလ်တည်းဟုသောအကြောင်းတရားကိုလုပ်လို့ကုသိုလ်တည်းဟုသောအကျိုးတရားကိုခံစားရတာဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်